စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။အောင်မြင်ကြည်ပွားရေးစာအုပ်တော်ဖြစ်တဲ့ငါဘဝငါသားသခင်ငါသားဘရင်ဆိုတဲ့စာအုပ်အပိုင်းနှစ်ကိုထပ်ပြီးမျှဝေပေးပါမယ်။အခန်းငါတံပိုးမဖြစ်နိုင်သောအရင်အနေယနေ့ဤခဏတာအချိန်တော်ကလေးများသည်မနေ့ကတနေ့လုံးထက်ပို၍တံပိုးရှိ၏။ဒီစကားကို DL4 ပြောခဲ့တာပါ။ပြင်သစ်အင်္ဂလန်စစ်ပွဲကာလ ပြင်သစ်စစ်ဘီရင်နပိုလီယန်သည်သူ့ရဲ့စစ်ညောင်းနေသောတပ်မတော်ကိုဥဆောင်ကအင်္ဂလိပ်စိတ်ဗိုလ်ချုပ်ကြီးဝဲလင်တန်ရဲ့တပ်ကို တိုက်ခိုက်ရန်ဝါတာလူးစစ်မြေပြင်သို့ညနေဆောင်တော်မှအလွန်အချိန်နှောင်းစွာရောက်ရှိလာခဲ့ပါသည်ထို့အခါနပိုလီယန်ဟာဝင်ခါနီးနေလုံကြီးကိုလှမ်းမြို့ကျင့်နေရင်းမှဒီအချိန်မှာငါမသာဖျားသခင်ရဲ့တကောအဲ့ဒီဘက်မျိုးရှိခဲ့ရင်နေလုံကြီးကိုအခုလိုဝင်မသွားအောင်နှစ်နာရီလောက်အချိန်ဆွဲထားနိုင်ပါပဲဟူ၍မရှိမရေခံစားချက်ဖြင့် ပြုတ်လိုက်တယ်လို့အဆိုရှိပါတယ်လောကမှာကွန်လွန်သွားတဲ့အချိန်တွေအတွက်နပိုလီယံခံစားရသလိုပင် ခံစားနေရတဲ့လူတွေအများကြီးရှိကြပါတယ်သူတို့ဟာရက်တွေလတွေနှစ်တွေကိုကွန်လွန်မသွားအောင်ဆွေးထားရှင်ကြပါတယ်အချိန်တွေကွန်လွန်လိုက်တာတိတ်နှမျိုးစရာကောင်းတာပဲဟူ၍လူအများစုက စကားအဖြစ်မကြာခဏပြောနေကြပါတယ်သို့တော့သူတို့ဟာဒီလိုပါဇက်ကပြောနေကြပေမဲ့လက်ကဘာမှမလုပ်ပေအလကားထိုင်မှိုင်းက အချိန်ဖြုံးနေကြသည်မှာအံ့ဩစရာကောင်းလာပါတယ်တကယ်ဆိုရင်ကျွန်တော်တို့ဖို့အချိန်ဟာအနက်ကယရနာပင်ဖြစ်ပါတယ်တန်ဖိုးမဖြစ်နိုင်တဲ့ဘဝအရင်းအနှင်းပင်ဖြစ်ပါတယ်တိုးတိုးလေးလူအများစုဟာအချိန်ကိုတန်ဖိုးမရှိတော့အလကားရသောပစ္စည်းတစ်ခုပမာသဘောထားနေကြပါတယ်အချိန်ကိုပိတ်ဆံမပေးဘဲအလကားရနေကြတဲ့အတွက်တန်ဖိုးမထားဘဲအလကားဖြုံးတီးပြစ်နေကြပါတယ်တိုးတိုးလောကမှာလူတလုံးသူတလုံးအဖြစ်ကြီးပွားခြင်းသူအဖို့တော့ အချင်းကိုအကျိုးရှိစွာအသုံးချတတ်ရပါလိမ့်မယ်။ကိုအားကိုကိုကြီးပွားရှင်သူဖို့အချင်းရဲ့တန်ဖိုးကိုသိရှင်အရှင်းကိုရွှေတာခြင်းအရှင်းကိုအကျိုးရှိစွာအသုံးချခြင်းဟာဘဝအောင်မြင်ရေးအတွက်ပထမဆုံးအခြေခံသင်ခန်းစာပဲဖြစ်ပါတယ်။လူဘဝမှာတရားနဲ့တရားကုသိုလ်ကံမတူညီခြင်းပစ္စည်းပိုင်ဆိုင်မှုမတူညီခြင်းဆိုတာတွေရှိနေကြပါတယ်။သို့သောအချင်းနဲ့ပတ်သက်လို့တော့မတူညီခြင်းလက်ဝါးကြီးအုပ်ပိုင်ဆိုင်ထားခြင်းဆိုတာလုံးဝမရှိပါဘူး။ အချင်းဟာလူသားတို့ရဲ့တဘာဝကပေးထားတဲ့တန်ဖိုးအရှိဆုံးဘုံပစ္စည်းဖြစ်ပါတယ်။ဒါကြောင့်အချင်းကိုလူတိုင်းအညီအမျှပိုင်ဆိုင်ကြပါတယ်။အချင်းကိုဝေယူရလည်းမရနိုင်ပါ။ရောင်းချရလည်းမရနိုင်ပါ။အချင်းဟာလူတိုင်းနဲ့အတူရှိနေတဲ့လူတိုင်းအညီအမျှပိုင်ဆိုင်တဲ့တန်ဖိုးအရှိဆုံးကိုပိုင်ပစ္စည်းဖြစ်ပါတယ်။သတောင်းစားပိုင်တဲ့အချင်းနဲ့ဘရင်ပိုင်တဲ့အချင်းဟာပမာဏအားဖြင့်တော်၎င်းတန်ဖိုးအားဖြင့်တော်၎င်းအတူတူပဲဖြစ်ပါတယ်။ ို့သူရွှေကိုဖြစ်စေအရှားရုပ်ဝတ္ထုအလုံးကိုဖြစ်စေငွေကြေးဖြင့်ဝေယူ၍ရတော်လေအချင်းကိုယ်တော်ဘာနဲ့အမျှဝေယူ၍မရနိုင်ပါဒါကြောင့်လေလောကမှာအလုံးသော အရာတို့ထက်တန်ဖိုးအရှိဆုံးအရာဟာအချင်းဖြစ်တယ်လို့ဆိုရခြင်းဖြစ်ပါတယ်တို့သူအချင်းကို အလကားဖြုံးပြည့်၍တော့ရတယ်ဘာမှမလုပ်ပေအလကားကုံလွန်သွားတဲ့အချင်းဟာအလကားဖြုံးပြည့်တဲ့အချင်းပဲဖြစ်ပါတယ်ထို့ပြင်ကုံလွန်သွားတဲ့အချင်းကို ပြန်ခိုး၍မရ အချင်းဟာလေကဲတော့ပဲအနန္တရှိတော်လေဖြုံးတီးပြစ်လိုက်တဲ့တခဏတစ်စက္ကန့်တစ်မိနစ်အချင်းကိုဘာနန်းမှအစာထိုးရမရနိုင်တော့ကုံလွန်သွားတဲ့အချင်းသည်ဘယ်တော့မှပြန်မလာနိုင်တော့ပါတက်ရှိတတ်မဲ့အရာအလုံးဟာအချင်းကာလအပိုင်းချလိုက်အစစ်စစ်တိုးတက်လာကြရပါတယ်ကြီးပွားတိုးတက်လို့တဲ့လူတယောက်ဒီလေအချင်းကိုလေးစားပြီးလုပ်ငန်းအလိုက်အချင်းပေး၍လစ်လာစီးပူးရပါတယ်စ조사လုပ်ကန်ရပါတယ်တကယ်တော့ လူဘဝလူလောကဆိုဒီမှလေချိန်ကာလအတိုင်းအတာတစ်ခုမျှတာဖြစ်ပါတယ်။ဒါကြောင့်မိမိဘဝတိုးတက်ရေးအတွက်ချိန်ကိုအကျိုးရှိစွာအသုံးမချဘဲနေသူအရှင်ကိုအခြေအနေဖြုံးပြနေသူသည်မိမိရဲ့ကိုယ်စွန်းကိုယ်စားမိမိရဲ့အောင်မြင်မှုမိမိရဲ့ဘဝတိုးတက်မှုကိုတာမကမိမိရဲ့တဘဝလုံးကိုဖြစ်စည်းပြနေသူမိမိကိုယ်ကိုအရှင်လက်လက်သိအောင်တက်နေသူပဲဖြစ်ပါတယ်။ဒါကြောင့်ပညာရှင်ကြီးဘင်ဂျမင်ဖရင်ကလင်ကတဲ့အသက်ကိုသင်ရှိပါသလား ရှစ်လျင်အချိန်ကိုအလားအသာဖြုံးတိမပစ်ပါနဲ့အဘေเจ้าဆိုသူတင့်ရဲ့အသက်ကိုအချိန်နဲ့ဖွဲ့စည်းပြုလုပ်ထားသောကြောင့်ဖြစ်ဤဟု၍ဆိုခင်းခြင်းဖြစ်ပါတယ်ကြီးပွားချမ်းသာနေသူတွေကိုအခြားလူတွေကကန့်ထူးသူတွေအခွင့်ကောင်းရသူတွေဆိုပြီးပြောတတ်ကြပါတယ်တကယ်တော့ထိုသူများသည်အချိန်ကိုတန်ဖိုးထားပြီးအချိန်ရှိတိုင်းကြီးပွားရာကြီးပွားเจ้าကို တွေးကြံနေသူများလက်တွေ့လှုပ်ဆောင်နေသူများပဲဖြစ်ပါတယ်ကမ္ဘာကျော်တမ္မနိဘယင် တတိယအင်ဒရုကာနေဂျီရဲ့စကားကမှတ်သားစရာအလွန်ကောင်းလှပါတယ်။သူစကားကလူများစုဟာအချိန်ရဲ့တန်ဖိုးကိုမသိကြပဲဆင်ရှင်လုံးတရားမရှိအချိန်ကိုဖြုံးတီးပြစ်နေကြတယ်။ကျုပ်သာဆိုရင်ကွန်လွန်သွားတဲ့အချိန်3လနှစ်ကိုပြန်ရဖို့အတွက်ဒေါ်လာ3လတန်တာမကတန်ပေါင်းထောင်ပေါင်းများစွာပေးရပါစေ။ကျုပ်ဝမ်းမြဝမ်းသာပေးဖို့အစဉ်သင့်ပါပဲဟု၍ပြောခဲ့ပါတယ်။ အစိုးရရုံးဌာနတွင်လည်းစီးပွားရေးလုပ်ငန်းတွေမှာအမှုန်ထမ်းအများစုသည့်ချိန်ကာလအများစုကိုအလကားဖြုံးပြနေကြပါတယ်ဒီလောက်ရဟာမိမိအတွက်လေးအလွန်ဆုံးရှုံးပါတယ်လုပ်ငန်းအတွက်လေးအလွန်ထိခိုက်စေပါတယ်အလကားကုန်လွန်သွားတဲ့ထိုးအချိန်ကာလတွေကိုစုပေါင်းပြီးပိတ်ဆံနဲ့တွက်လိုက်ရင်ရေတွက်လို့တော့ကုန်နိုင်စရာမရှိပါဘူးဒီကိစ္စနဲ့ပတ်သက်၍အထက်လူကြီးများနဲ့လုပ်ငန်းရှင်များမှအဓိကတာဝန်ရှိပါတယ်မိမိလက်အောက်အမှုန်ထမ်းများအလားအသာအချိန်မဖြုံးနိုင်အောင်အားပေးစရာပြိုရှင် ်လမ်းညွှန်ရှင်တင်ကြားပြတာပေးခြင်းစသည့်လုပ်ငန်းများကိုအချိန်ကာအခြေအနေအရစီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပါれလောကမှာကြီးပွားအောင်မြင်သူတိုင်းသည်အလုတ်စ조사ကြပါれအလုတ်စ조사သူတိုင်းသည်အချိန်ကိုအကျိုးရှိစွာအသုံးချကြပါれဤဒီမှာအမြဲတမ်းမှန်ကန်သောအမှန်တရားဖြစ်ပါれတခါတော့ကအမေရိကန်သမ္မတဤတူထံစာရိတ်မင်းကြီးကအရေးကြီးသောကိစ္စတစ်ခုဆွေးနွေးလို့၍နိုင်ရွက်ခံတွစ်ဆုံခွင့်တောင်းခံပါれထို့အခါသမ္မတဤကဖရရေ နိုင်ရွက်ကြီးတောင်တယ်လားဒီမှာကို့လူသမိုင်းမှာခစ်ကြီးတွေဟာပြောင်းလဲသွားခဲ့ဘူးတာသိတယ်မဟုတ်လားဒီတော့ကို့လူတောင်းတဲ့အချိန်ကိုတော်တော်ပဲဖြည့်ဆန်းပါအောင်ဟူ၍ပြောလိုက်ပါတယ်ဤဒီမှာအရှင်ရဲ့တန်ဖိုးကိုအလေးနက်ထားတဲ့ပုဂ္ဂိုလ်တို့ရဲ့ခံယူချက်ကိုပြရည်ဆိုတဲ့တာဏကတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်အလုတ်များတဲ့စီဝါရဲ့လုပ်ငန်းရှင်တဦးရဲ့အလုတ်ခန်းစပွဲကို ရောက်လာပြီးအကြောင်းမဲ့တက်တက်အကြာကြီးထိုင်နေသူတဦးဟာစီဝါရဲ့လုပ်ငန်းရှင်ရဲ့တန်ဖိုးမဖြစ်နိုင်တဲ့အချိန်ကိုလာရောက်ဓမြတိတ်နေသူပဲဖြစ်ပါတယ် အမှန်တိုင်းပြောရရင်တပားသူရဲ့အချိန်ကိုဓမြတိတ်ချင်းဟာပစ္စည်းဥစ္စာကိုဓမြတိတ်ချင်းထပ်ပင်ပို၍ဆုံးရှုံးနစ်နာပါတယ်တနည်းအားဖြင့်တပားသူကိုတဝက်သေးအောင် လာတက်နေခြင်းပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်လူတရားဟာအဲ့ဒီအချိန်အတွင်းမိမိဘဝမိမိတိုးတက်ရဲ့အတွက်တန်ဖိုးဖြည့်ရမရနိုင်တဲ့လုပ်ငန်းတစ်ခုကိုအကောင်းဆုံးပြုလုပ်နိုင်သောကြောင့်ဖြစ်ပါတယ်ဒါကြောင့်အင်္ဂလန်နိုင်ငံခေါင်းဆောင်ကြီးဂလစ်စတုန်းကကြောက်ပြောတာယုံစမ်းပါ ရှင်ကိုရွှေတာရင်ကိုထင်ထားတာတဲ့အများကြီးအကျိုးခံစားရလိမ့်မယ်အဲ့ဒီအချိန်ကိုအလဟသဖြုံးတီးပြင်တော့အတိညာရောစာရိတ္တပါချွတ်ရှုံကြမှာကျင်းတယ်ပဲဟုပြောခဲ့ခြင်းဖြစ်ပါတယ်ငွေကြေးကိုသုံးဖြုံးပြင်ရင်ငွေကြေးသာဆုံးရှုံးပါတယ်စ조사ခြာဖွေလောက်ကရင်ထုံးငွေကိုအစားထိုးပြန်ရနိုင်ပါသေးတယ်တို့တို့အချိန်ကိုအကျိုးမဲ့သုံးဖြုံးပြင်ရင်တော့အချိန်သာကုံဆုံးသွားပြီမဟုတ်ဘဝအာမန်နဲ့တိုးတက်ကြီးပွားရေးအခွင့်အလမ်းများပါ ကုံဆုံးသွားသောကြောင့်ငွေကြေးဆုံးရှုံးမှုနဲ့ပို၍ဆိုးရွားပါတယ်ပို၍နစ်နာပါတယ်တနည်းပြောရရင်အချိန်ကိုဖြုံးပြရှင်းဟာစစ်စစ်တွေးကြည့်ရင်အလွန်တန်ဖိုးကြည့်ပါတယ်ဘာကြောင့်လဲဆိုရင်အချိန်ကိုဖြုံးပြရှင်းဟာမိမိရဲ့ကိုယ်စုံကိုယ်စားအလုံးကိုဖြုံးပြတာနဲ့အတူတူပင်ဖြစ်သောကြောင့်ဖြစ်ပါတယ်လူသမိုင်းဟူသည်မှာအောင်မြင်ကြီးကြေတဲ့ပုံကောများရဲ့အထုပ်ပတ္တိဖြစ်ဤဟူ၍အင်္ဂလိပ်စာရေးဆရာကြီးသောမတ်ကာလိုင်းကပြောခဲ့မှုပါတယ်အဲ့ဒီစကားကအလွန်မှန်ကန်ပါတယ် လူသမိုင်းကိုတိုးတက်အောင်ဖော်ဆောင်ဖန်တီးခဲ့သူများမှာပညာရေးသူခမင်းများတွေးခိုရှင်များအင်ဂျင်နီယာများသိပ္ပံပညာရှင်များစက်မှုလုပ်ငန်းရှင်များဤထွင်သူများနေသက်ရှာသူများစာရေးဆရာများစာဆိုများဂီတပညာရှင်များကုန်သင်များဘဏ်လုပ်ငန်းရှင်များစသဖြင့်လုပ်ငန်းပေါင်းစုံပညာရေးပေါင်းစုံမှထူးရွှန်ပြောင်မြောက်တဲ့ပုံကောများဖြစ်ကြပါတယ်ထိုပုံကောများအနေနဲ့အများစုဟာငေစင်ဘဝကစင်ရင်နွန်ပါခဲ့ကြပါတယ်တိုးတိုးလေးသူတို့ဟာ ငင်းစင်ကလေးကအရှင်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီးအချိန်တိုင်းကိုအကျိုးရှိအောင်အသုံးချကအစင်တစိုက်လစ်လာဆေးဖို့လာခဲ့ကြတယ်လောက်ကင်ဆောင်ရွက်လာခဲ့ကြတယ်ဒါကြောင့်သူတို့ဟာနောက်ဆုံးမှာမိမိတို့စီးပိုးတဲ့ပညာရဲ့သို့မဟုတ်မိမိတို့လောက်ကင်တဲ့လုပ်ငန်းမှာအောင်ပန်းဆွက်ကတိုးတက်ကြီးပွားအောင်မြင်ကြိုးကြလာခဲ့ကြခြင်းဖြစ်ပါတယ်ဒါကြောင့်တိုးတက်ကြီးပွားလို့ရင်အမြဲတမ်းမြင်သာသောနေရာမှာအချိန်ဒီဘဝအချိန်ဒီအသက်အချိန်ဒီအောင်မြင်မှုဟူ၍ထင်ရှားစွာရည်သားထားပါ အခန်း6နေ့စဉ်အခွင့်အလမ်းများတင်းစိတ်ကအစင်သင့်ဖြစ်နေရင်အရာခက်သိင်းလေးတင်းအတွက်အစင်သင့်ဖြစ်နေပါလိမ့်မယ်ဒီစကားကိုဝီလျံရှိတ်စပီးယားကပြောခဲ့တာပါဒီစကားကအလွန်မှန်ကန်ပါတယ်ဘာကြောင့်လဲဆိုရင်ကိုအားကိုကိုကြီးပွားလိုသူဟာပထမဦးစွာကိုတိုင်လစ်လာစ조사လောက်ကန်ရသောကြောင့်ဖြစ်ပါတယ်ဒီလိုကိုတိုင်လစ်လာစ조사လောက်ကန်ရမှာလေနေ့စဉ်ပေါ်ပေါက်လာတဲ့အခွင့်အလမ်းများကိုမှန်ကန်စွာရယူအသုံးချတတ်ဖို့လိုပါတယ် ဒီအချက်ဒီပင်လျင်အောင်မြင်ကြီးပွားလို့သူရဲ့တခုသေးသောအောင်မြင်သွရှက်ဖြစ်ပါတယ်။သို့တော်လေလူများစုဟာနေ့စဉ်ပေါ်ပေါက်လာတဲ့အခွင့်အလမ်းများကိုမယူတတ်ကြပါဘူး။ယူရန်လေအာမထောက်ကြအထူးသဖြင့်လူငယ်အများစုဟာအချိန်သိမ့်မရှိဘူး၊ခြေနေမပေးဘူး၊ကုညီမဲ့လူမရှိဘူးဆိုတာအခွင့်အလမ်းများကိုမောင်းထုတ်ပြစ်နေကြပါတယ်။တကယ်တော့ထိုဆင်ခြင်များဟာမိမိကိုယ်ကိုလိန်ညာနေခြင်းသာဖြစ်ပါတယ်။အချိန်အခြေအနေနဲ့အထောက်အကူဆိုဒီမှာရှိနေပြီးသား မိမိကိုယ်၌ကအားထုတ်၍ရှာဖွေရယူဖို့သာလိုပါれအခုတော့ရှိပါれကြီးပွားရှင်သူဟာဖြစ်နိုင်တာကိုသာ တွေးရမယ်ဖြစ်နိုင်တာကိုသာ လုပ်ရမယ်မဖြစ်နိုင်တာတွေကိုတွေးပြီးလေဖန်းဒန်းစီနေလို့တော့ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါဘူးအချိန်မချိဘူးလို့တွေးနေသူမှာအနည်းဆုံးတော့အလကားအားလက်နေချင်းနဲ့အဲ့ချိန်တော့အနည်းနဲ့အများရှိမှာဖြစ်ပါれကြည်ပွားရှင်ရင်အားလက်ရှင်ကိုအခြေအနေမကုံလွန်စေပဲရသမျှအချိန်ပိုင်းကလေးမှာတစ်ခုခုအတွက်အကျိုးရှိအောင်အသုံးချရပါမယ် အဲ့ချိန်ကိုနင်းနေရှုပ်ပြီးမိမိစိတ်အားထက်သန်တဲ့ဝါသနာအလုပ်တစ်ခုခုကိုလုပ်ရပါမယ်။သို့တော့အလားကားတော့ဘာကုန်မှမရနိုင်ပါဘူး။ကြီးပွားခြင်းအနစ်နာခံရတယ်၊စွန့်လွှတ်ရတယ်၊မိမိလိုချင်တဲ့အရာအတွက်ပထမဦးစွာရင်းနှီးမြှုပ်နှံရတယ်။ဒါမှသာအကျိုးအမြတ်ထွက်လာမှာဖြစ်ပါတယ်။ကြီးပွားခြင်းသူဟာမိမိဖြစ်ရှင်သောအရာ၊လုပ်ခြင်းသောအရာကိုအသေးနှလုံးထဲမှာဆွေးမြေးစွာ ခံယူသိမ်းဆည်းထားရပါတယ်။ချစ်သူကိုအသေးဆွေးနေသလိုဆွေးနေရပါမယ်။ ဒီလိုဆိုရင်လက်တွေ့အကောင့်ထေဖွေရန်သာရှိပါတော့တယ်အလုပ်တစ်ခုလုပ်ရမှာနီလန်းရှာဖွေရှင်းနဲ့လက်တွေ့လောက်ကင်ရှင်းဟူ၍အကျန်းအပြင်းနှစ်ပိုင်းရှိပါတယ်ပထမပိုင်းမှာမိမိလှုပ်ရှင်တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ပညာသို့မဟုတ်ဘုဒ္ဓရကိုရှာရပါတယ်လုံနီးကင်နီးကိုစီးပူးရပါတယ်ဓမ္မသာလက်တွေ့လောက်ကင်တဲ့အခါလူကူရှိုးမော့မယ်အောင်မြင်ပေါ့မြောက်မယ်ယနေ့သမိုင်းဝင်ကဘာကျော်ပုဂ္ဂိုလ်များဟာတရှင်တို့အခါကတိုးတက်ကြီးပွားရန် ဘာအခွင့်အလမ်းမှမရှိသူများအဖြစ်အများစုကအထင်ခံခဲ့ရသူများဖြစ်ကြောင်းသတိရပါကပအံ့ဖွေတီထွင်မှုများကိုပြုလုပ်ခဲ့ကြသူများမှာသူလုံငါလိုတာမန်သူများပင်ဖြစ်ကြောင်းသတိရပါအမေရိကန်မှာဖရက်ဒါဂလင်းဆိုတဲ့သူဟာမြေကျွန်းအဖြစ်မွေးဖွားလာခဲ့သူပါအရေးအဖက်ကိုလမ်းဘေးပိုစတာကြော်ညာများဖတ်ပြီးတက်လာခဲ့ရသူပါနောက်ပိုင်းမှာကိုအားကိုကိုစူးစမ်းမှုဖြင့်ရသမျှအချိန်ပိုင်းကလေးများမှာပညာစီပူးခဲ့ပါတယ် ဒီလိုနဲ့သူဟာတန်အမတ်ကြီးရာထူးအထိဆွတ်ခူးနိုင်ခဲ့ပါတယ်။လင်ကွမ်းဟာရေးစရာမရှိလို့ပေါက်တူးပြားမှာစာရေးရပါတယ်။လမ်းမေမင်းတိုင်အောင်မှာစာဖတ်ရပါတယ်။မိုင်40ကျော်ခရီးကိုလမ်းလျှောက်ပြီးစာအုပ်သွားခါရပါတယ်။လမ်းမှာစာအုပ်ကိုဖွင့်ဖက်လာရာစာမျက်နှာတရားအထိဖတ်ပြီးသွားခဲ့ပါတယ်။ဤနည်းဖြင့်သူဟာနာမည်ကျော်ရှင်းနေဘဝမှတဆင့်နိုင်ငံတော်သမ္မတကြီးဘဝအထိတက်လှမ်းနိုင်ခဲ့ပါတယ်။စင်စင်အခွင့်အလန်းဟာအလောက်ကံပေါ်မှာမုံမတီးပါဘူး။ ိမိကိုယ်တိုင်အပေါ်တွင်သာမုန်တီးပါれမိမိရဲ့တိုးတက်ကြီးပွားရေးဟာအပြင်ဘက်မှာမရှိပါဘူးမိမိရဲ့အတွင်းတန်တန်ထင်းမှသာရှိပါれအောင်မြင်မှုတိုးရှက်ဟာအခွင့်အလန်းကိုသိမြင်တတ်ခြင်းနိုးကြားတက်ကြွမှုရှိရှင်ခင်မိတိုးတက်တဲ့အယူဆများကိုခံယူရှင်းတို့ပင်ဖြစ်ပါれမျက်စိကိုဖွင့်နားကိုစွန့်၍အခွင့်အလန်းကိုမြင်တတ်သောလူငယ်တဦးအဖို့ပွင့်လင်းဖြောင်ဖြူးနေရမည်သာဖြစ်ပါれဒါကြောင့်မောင်တို့မေတို့နိုးထားကြလို့တက်ကြွကြလို့အခွင့်အလန်းကိုဖန်တီးနိုင်တဲ့စွမ်းအားသည် ပြင်းမာမရှိမိမိရဲ့အိဇက်ဒအတွင်းတန်တန်ထဲမှာသာရှိပါတယ်ထိုစွန်းအားကိုတိုးပွားအောင်ပြုလုပ်ရမှာလေမိမိကိုယ်တိုင်ဤအလုပ်သာဖြစ်ပါတယ်လူတိုင်းဟာတူညီတဲ့အခွင့်အလန်းဖြင့်မွေးဖွားလာကြတယ်လူတိုင်းဟာကြီးပွားတိုးတက်ခွင့်ရှိတယ်အောင်မြင်ကြိုကြားခွင့်ရှိတယ်အခြေအနေတွေကမိတို့ပင်ဖန်တီးနေပါစေမိမျှပင်ခက်ခဲရှုပ်ထွေးနေပါစေမိမိမာသာမျက်စိကို ဖွင့်နားကိုစွန့်၍အခွင့်အလန်းကို မလွတ်တမ်းရယူနိုင်အောင်မြင်မှုပန်းတံကို မလွဲမသွေရောက်ရမင်းသားဖြစ်ပါれအခန်းခုနှစ်အားလက်ရှိမှပညာရှာပညာဟုသမျှကိုလွတ်လပ်စွာသင်ယူနိုင်၏ဒီစကားကအိုဂတ်ဖရမ်ဘတ်ပြောခဲ့တာပါအလုတ်လာလျှောက်သူတို့အားအလုတ်ရှင်ကမေတ္တသည့်မေကွန်းတစ်ခုမှမောင်ရင်ပညာရည်ရှင်ဘလောက်ရှိသလဲဘာတင်နှန်းတွေတက်ခဲ့ဖူးသလဲဟူ၍ဖြစ်ပါれပညာရည်ရှင်မရှိသူနဲ့ပညာရည်ရှင်ရှိသူတို့၏အကြမ်းမှာကွာဟရှက်ဟာအလွန်ကြီးမားပါれ အဲ့ဒီကွာဟချက်ကြီးကိုဆက်ဆက်ပေါင်းကူးပေးနိုင်တဲ့တခုတည်းသောအရာမှလည်းပညာအီရှင်းတာဖြစ်ပါတယ်ပညာအီရှင်းဟူဒီမှာဘ ਹੁ တုတအကြာမြင်ဖြစ်ပါတယ်ဘ ਹੁ တုတအကြာမြင်ဆိုတာတကောစွန်အားကြီးမားပါတယ်ကမ္ဘာသမိုင်းမှာယနေ့ခေတ်လောက်မင်းဒီခေတ်ကမှပညာအီရှင်းအရင်မပါခဲ့ပါဘူးအရာမရောက်ခဲ့ပါဘူးဘာကြောင့်လဲဆိုရင်ယနေ့ခေတ်ဟာအပြင်းဆိုင်အလွန်များတယ်အလွန်ကြီးမားတယ်အလွန်ပြင်းထန်တယ်ဘဝရုန်းကန်မှုဟာအလွန်ခက်ခဲကြမ်းတမ်းတယ် ဒါကြောင့်ဘဝမှာလူတလုံးတလုံးဖြစ်ဖို့အတွက်ပညာအကြီးရှင်းဟာမရှိမဖြစ်လိုအပ်ပါတယ်။ဒါကြောင့်လေလူများစုဟာကျောင်းပညာသို့မဟုတ်တက္ကသိုလ်ပညာကိုအလွန်အမင်းအရေးထားကြရှင်းဖြစ်ပါတယ်။တိုးတိုးလူတိုင်းဟာကျောင်းပညာကိုရနိုင်မည်မဟုတ်ပိတ်ဆံမတက်နိုင်သောကြောင့်မိသားစုဝန်ရဲကြောင့်ကျမ်းမာရေးကြောင့်ငငယ်ရွယ်ရွယ်နဲ့ကျောင်းထွက်လျက်ရသူများပညာတပိုင်းတစားနဲ့အလုပ်ဝင်လို့ရသူများအများကြီးရှိပါတယ်။သူတို့ဟာပညာပြည့်စုံမတင်ခဲ့ရတဲ့အတွက် တချင်းချင်းမှာအလွန်စိတ်မချမ်းမသာဖြစ်တတ်ကြပါတယ်။နောင်တရတတ်ကြပါတယ်။ငါဘဝတော့သွားပါပြီ။တသက်လုံးလူစင်မိန်တော့မှာမဟုတ်ဘူးဟုယူဆတတ်ကြပါတယ်။တကယ်တော့ထိုယူဆဟာအလွန်မှားပါတယ်။ကမ္ဘာသမိုင်းကိုပြန်ကြည့်ရင်ပညာတဲ့ပုဂ္ဂိုလ်ပေါင်းမြောင်များစွာတို့ဟာတက္ကသိုလ်ပညာကိုမသင်ခဲဘူးကြကြောင်းတွေးရပါလိမ့်မယ်။အများစုမှာအထက်တန်းပညာကိုတော့မသင်ခဲဘူးကြကြောင်းတွေးရပါလိမ့်မယ်။အမှန်ဆိုရင်ပညာကိုတက္ကသိုလ်မှသာရနိုင်တာမဟုတ်ပါဘူး။ပညာလိုချင်သူအတွက်ပညာဟာနေရာတိုင်းမှာရှိပါတယ်။ ပညာကိုနေရာတကာမှာရနိုင်ပါတယ်အဓိကအချက်မှာလိုအင်ဆန္ဒပြင်းပြဖို့သာအရေးကြီးပါတယ်ပြင်းပြတဲ့ဆန္ဒဖြင့်စ조사ရှာဖွေစီးပူးဖို့သာအရေးကြီးပါတယ်တခါကလူငယ်တရားဟာပပေးဖို့မှာအလုပ်လုပ်ပါတယ်အလုပ်ရှင်တစ်နှစ်၁၂နာရီဖြစ်ပါတယ်တို့တို့သူဟာအလုပ်ပြီးတဲ့အခါဘာသာစကားများကိုကိုအားကိုကိုလစ်လာရာတနေ့အတွင်းခုနှစ်ဘာသာအထိကျွမ်းကျင်တက်မြောက်လာခဲ့ပါတယ်။ဒါဟာပြင်းပြတဲ့ဆန္ဒနဲ့စူးစမ်းမှုန်းတို့ရရလက်ပေဖြစ်ပါတယ်။ ယခုခေတ်မှာထက်တန်းပညာမသင်နိုင်သူများအတွက်ပညာစီပူရေးအခွင့်အလမ်းတွေအများကြီးရှိပါတယ်။ဘာသာရပ်အလိုက်ညနေသင်တန်းတွေစနေတနင်္ဂနွေသင်တန်းတွေရှိပါတယ်။သင်တန်းမတက်နိုင်ရင်လည်းလက်ဆွဲစာအုပ်ကောင်းအများကြီးအကူအညီဖြင့်ကိုအားကိုကိုလေ့လာစေပူးနိုင်ပါတယ်။ ယခုခေတ်မှာစာအုပ်စာတမ်းများနဲ့ညနေသင်တန်းများသည်ကျောင်းပညာမသင်နိုင်သူများအနေဖြင့်အလွတ်တင်ပညာရရှိရဲ့အတွက်အကောင်းဆုံးနည်းလမ်းများပင်ဖြစ်ပါတယ်။မြင်သူမဆိုစာဖတ်တတ်ရင်ကိုအားကိုကိုနည်းဖြင့်ပညာစီးပုနိုင်ပါတယ်။ဒါကြောင့်မိမိကိုယ်ကိုစာဖတ်အလေးအကျင့်ဆွေးမြေ့အောင်ပြောထောင်ပါအကျိုးပြုစာအုပ်ကောင်းများကိုရွေးချယ်ပြီးဒီနေ့လရင်အနည်းဆုံး10မိနစ်ခန့်မြတ်လေ့လာပါ။နောက်ဆီလခန့်အတွင်းမိမိရဲ့အသိပညာစက်ဝန်းဟာတည်တည်တံ့တံ့ကျပြန့်တိုးတက်လာပါလိမ့်မယ်။ မိမိမှာစာအုပ်ကောင်းများမရှိရင်ရှိတဲ့မိတ်ဆွေများထံမှတော်၎င်းစာကြေးတိုင်းများနဲ့အငှားဆိုင်များမှတော်၎င်းငားရန်လည်လာပါအမေရိကန်သမ္မတကြီးလင်ကွမ်းဟာသူ့ရဲ့ကိုအားကိုကိုပညာသင်ကြားရေးကိုတမ္မာကျန်းစာဂျိုဝါရှင်တန်အထုပတ်တီနဲ့ရိုဘင်ဆန်ခရူဆိုဝတ္ထုများဖြင့်စတင်ခဲ့ပါတယ်။ဒါကြောင့်မိမိမှာတည်တည်မြစာအုပ်များနဲ့ပထမဦးစွာစတင်ပါရည်ရွယ်ချက်ဖြင့်ပန်းတိုင်ထားပြီးအချိန်မှန်မှန်ဆွေးဆွေးမြေ့မြေ့လည်လာရင်မိမိရဲ့ဘဝတုဒ္ဒနေပင်ဟာ နှစ်ကာလအနည်းငယ်အတွင်းပြည်ပြည်သားသားကျေပြန့်လာပါလိမ့်မယ်ကျေပြန့်တဲ့ဘ ഹു တုဒရှိသူအဖို့ဘဝတိုးတက်ရေးအခွင့်အလမ်းများဟာအမြဲတမ်းပွင့်လင်းနေမိတာဖြစ်ပါတယ်အခန်း၈တနေ့တနာဤတန်ဖိုးလူတယောက်ဖို့ဘဝမှာရရှိလာတဲ့အဖို့တန်အရာဟုသမျှအတွက်တန်ရာတန်ဖိုးကိုတော့မလွဲ့မသွေပေးရပါလိမ့်မယ်ရင်းတန်ဖိုးကအချားမဟုတ်အလုတ်လုတ်ရှင်းပြီးခံစောင့်စားနိုင်ခြင်းရှစ်ခင်မြတ်နိုးခြင်းနဲ့စွန့်လွှတ်နိုင်ခြင်းတို့ဖြစ်ပါတယ်ရင်းတန်ဖိုးကစကူငွေကြေးမဟုတ် ပေးမမယ်ဟူသောဂရိစကားမဟုတ်လက်တွေ့လှုပ်ရှင်းသည်ဟူသောရွှေပင်ဖြစ်ဒီစကားကို အမေရိကန်သဘာဝထပညာရှင်ဂျွန်ဘားရိုကပြောခဲ့တာပါစီးပွားရေးလုပ်ငန်းရှင်အများစုဟာကုန်ပစ္စည်းထုတ်လုပ်ရေးရောင်းဝယ်ရေးကုန်သွယ်ရေးသိပ္ပံနည်းကြနည်းပညာရှာဖွေရေးမလိုအပ်တဲ့လုပ်ငန်းများနဲ့လုပ်ရဲများရက်ဆိုင်ရေးစသည်တို့အတွက်အဆုံးကုန်ကြိုးစားနေကြပါတယ်တွတ်တော်မိမိတို့ဘဝတိုးတက်ရေးအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အချိန်တိုင်းချွေတာရေးနဲ့အချိန်ကိုအပြည့်အဝအသုံးချရေးကို အလေးပေး၍ စဉ်းစားလောက်ကင်သူကလက်ရှိုးရစ်ပြတ်လောက်တော့ရနိုင်ပါတယ်တကယ်ဆိုရင်လူဘဝတသက်တာမှာကျွန်တော်တို့ရရှိတဲ့အချိန်ကာလပမာဏဟာကျွန်တော်တို့ထင်သလိုမများလှပါဘူးအတိအကျစရင်ရှာကြည့်ရင်တက်တန်းလျှောက်ဆယ်ရှိတဲ့လူတရားဟာနှစ်ပေါင်း20ကိုအဲ့ရထဲမှာအခြေအနေဖြုံးတီးပြစ်ခဲကြောင်တွေ့ရှိရပါတယ်တဘဝတာရဲ့ဆေစုနှစ်နှစ်ခုကအချိန်ကာလကိုအိပ်ဆက်ခြင်းဖြင့်ကုန်လွန်ခြင်းပင်ဖြစ်၏ ဒုတိယအနေဖြင့်သတိမထားမိပေအကျုံးမဲ့ကုံလွန်သွားတဲ့တနစ်တာ24နှစ်ကြာကာလကိုစည်ရင်အင်းစုပညာရှင်တဦးကအသေးစိတ်စည်ရင်ရှာပြီးဆန်းစစ်ကြည့်ပါတယ်ထိုဆန်းစစ်ချက်အရမွေးကင်းစအရွယ်အပါဝင်အသက်60အရွယ်လူတစ်ယောက်ရဲ့ရှင်စည်ရင်ခွဲရမ်းမှာအောက်ပါအတိုင်းဖြစ်ပါတယ်နံပါတ်1အိတ်ရှင်20နှစ်နံပါတ်2စားရှင်30နှစ်စားတော့စပွဲတွင်ထိုင်ဆောင်ရှင်6လနံပါတ်4အလုံးလုံးရှင်18နှစ်6လနံပါတ်5 ပြိုရွှင်မှုအတွက်အချိန်9နှစ်6လနံပါတ်6လမ်း6ရှင်6နှစ်3လနံပါတ်6လမ်း6ရှင်အခြားလစ်ကျင်ခံလုပ်ချိန်6နှစ်3လနံပါတ်9အင်တာတက်ရှင်ရေရှိုးရှင်2နှစ်6လနံပါတ်8ဘာမှမလုပ်ပေကွန်ကွန်တို့အချိန်2နှစ်6လနိုင်ဆက်မြည်တမ်းပို့ထွက်လာတဲ့ကျွန်တော်တို့တသက်တာဘဝရဲ့အချိန်ကာလအစိတ်အပိုင်းတစ်ခုဟာအမြဲတမ်းကွန်လွန်သွားပါတယ်ကျွန်တော်တို့ရဲ့အသက်ကရှစ်ကိုတက်လာပြီး ွန်လွန်သွားတဲ့အချိန်ကနောက်ကကြံရစ်ပါတယ်ထို့အချိန်ကိုဘင်းနီးနဲ့မှ ပြန်ခိုရွေးမရနိုင်တော့ပါဘယ်တော့မှပြန်ခိုရွေးမရနိုင်တော့ကျွန်တော်တို့ဘာမှအသုံးမချပေကွန်လွန်သွားတဲ့ထိုခဏထိုနာရီထိုနေ့ထိုရက်တရက်ပဲထိုလထိုနေ့ဟူသောချိန်ကာလဟာကျွန်တော်တို့အားဒီနေ့တို့အခါဘဝတရေခွင်မှာဆွေးရှက်တင်ဆွတ်ဆွေးမဲ့တရေခံပြတက်တည်ပေးဖြစ်ပါတယ်ကျွန်တော်တို့ဟာဘဝမှာတန်ဖိုးအရှိဆုံးသောအရာကိုအကျိုးမဲ့ဖြုံးတီးပြစ်ချောင်းကို ထိုအချိန်ကာလကပင်တက်သေးထွက်ဆိုလိမ့်မယ်။ဘာကြောင့်လဲဆိုရင်အချိန်သေးဘဝဘဝသည်အချိန်ဖြစ်သောကြောင့်ဖြစ်ပါတယ်။သို့တော့ဘေးရာမဆိုဆန္ဒရှိရင်လှုပ်ရှင်ရင်လှုပ်ရွဖြစ်နိုင်ပါတယ်။လူတရားဟာမိမိရဲ့တနေ့တာအချိန်ထဲမှာအနည်းဆုံးတနာရီကိုမိမိအကျိုးအတွက်ချွေတာစုဆောင်းနိုင်ပါတယ်။ရေဝရအဖြစ်လူအများစုဟာအိတ်ဆက်ရှင်းအတွက်အချိန်အများကြီးယူနေကြပါတယ်။၉နာရီ၁၀နာရီအထိအိတ်နေကြတယ် တကယ်ဆိုရင်ကြာကြာအိတ်ချင်းတဲ့နှစ်နှစ်ချိတ်ချိတ်အိတ်ချင်းကသာလျင်ပိုအကျိုးရှိနိုင်ပါတယ်ကလေးငယ်များမှတပါအခြားလူများအဖို့ခဏနာရီမျှနှစ်ရှိတ်စွာအိတ်ရရင် လုံလောက်ပါတယ်ဒါကြောင့်ကိုအားကိုကိုကြီးပွားလို့သူတူအနေဖြင့်အိတ်ရှင်ကိုခါတိုင်းထက်တနာရီရှို့အိုက်ပြီးထိုတနာရီအတွင်းအကျိုးပြုစာပေများကိုဖတ်ရှုလေ့လာခြင်းအခြားတိုးတက်ရာတိုးတက်ကြောင်လုပ်ငန်းများလုပ်ကင်ခြင်းဖြင့်မိမိဘဝတလန်းကိုကောင်းစွာရှာဖွေနိုင်သည်သာဖြစ်ပါတယ် အလောက်ကိစ္စလူမှုရေးကိစ္စများလွန်းလို့စာဖတ်ရှင်လည်လာရှင်တောင်မရှိပါဘူးဒီလိုစကားမျိုးကိုဂုံယူတဲ့လေတန်ဖြင့်ပြောကြတဲ့လူတော်တော်များများကိုကျွန်ုပ်တွေ့ဖူးပါတယ်ဒီလိုလူစားမျိုးအတွက်တော့ကျွန်တော်ရဲ့အားပေးစကားမှာကျွေးပါစောင့်တည်တလို့သာဖြစ်ပါလိမ့်မယ်သို့တော့အချို့လူနေစုကတော့ဘာဟိယကိစ္စတွေကြောင့်စာဖတ်ချင်းလည်လာရှင်မရှိသည့်အတွက်စိတ်မကောင်းဖြစ်ကြပါတယ် ကုံလွန်သွားတဲ့အချိန်များကိုနှမျိုးတသဖြစ်ကြပါတယ်ဒီလိုလူစားမျိုးအနေဖြင့်တကယ်ဖြစ်ရှင်လှုပ်ရှင်ရင်ဆုံးဖြတ်ချက်ခိုင်မာဖို့သာလိုပါတယ်အမှန်ဆိုရင်ဒီပုံကောများလေဘာဟိရကိစ္စဘလောက်ပင် များများအချိန်တော်တော်များများကိုအလကားဖြုံးတိပြစ်နေကြသည်သာဖြစ်ပါတယ်သူတို့အနေဖြင့်အရှင်စားရှင်နားရှင်တွေထဲမှာအချိန်ပိုင်းကလေးတွေဖိယူပြီးအကျိုးရှိရှိအသုံးချရင်ရနိုင်သည်သာဖြစ်ပါတယ်စိတ်ဝင်စားဖို့သာလိုပါတယ်စိတ်ဝင်စားရင်ဘာမှမဆိုလုံးရဖြစ်နိုင်ပါတယ်လူတဘွားကတော်တော်ခက်ပါတယ် အကျိုးရှိမဲ့အလုပ်ကိုကြတော့မလုပ်ရှင်တဲ့အကျိုးမဲ့အလုပ်ကြတော့တိတ်တွန်းနေစရာတော့မလိုပဲငန်းငန်းတဲ့လိပ်ပါတော့တတ်ပါတယ်ဥနောက်ဆုံးဖြတ်ချက်တဲ့နှလုံးသားဆုံးဖြတ်ချက်ကိုပို့ပြီးဦးစားပေးတတ်ကြပါတယ်ဒါကြောင့်လေလူအများစုမှမတိုးတက်ပေဆင်းရဲတွေနဲ့နေကြရှင်ဖြစ်ပါတယ်တိုးတက်လို့ရင်အချိန်ကိုရွှေတာရမယ်အကျိုးရှိအောင်အသုံးချရမယ်ဒီလိုဆိုရင်မိတ်ဆွေအနေဖြင့်ဒီနေ့မှအနည်းဆုံး15မိနစ်ဒီနေ့မှအနည်းဆုံး15မိနစ်အချိန်ပိုင်းကလေးကိုအထူးရည်မှန်းချက်ဖြင့် အကျိုးရှိရှိအသုံးချမင်းဟူ၍များတခါတရံစိတ်ကူးမိပါရဲ့လားတနေ့မှ15မိနစ်နှုန်းဖြင့်ဘန်သာရဲ့တစ်ခုလုပ်ငန်းတစ်ခုကိုအနည်းဆုံးတစ်နှစ်တိတိလေ့လာမယ်လောက်ကင်မယ်ဟူ၍များဘဝစီမံကိန်းရှာဖူးပါသလားတနေ့မှ15မိနစ်နှုန်းနဲ့စာပေပညာရဲ့တစ်ခုကိုမှန်မှန်ဖတ်ရှုလေ့လာသွားမယ်ဆိုရင်အဲ့ဒီလိုရဲ့ပညာအဆင့်အတန်းဟာ၄နှစ်ကြိုတဲ့အခါတက္ကသိုလ်ပညာအဆင့်အတန်းနဲ့ညီမျှလိမ့်မယ်ဟု ဟာဘတ်တက်ကသောဥက္ကရာဟောင်းပါမကအီလီယောကဆိုဟုပါတယ်တနေ့မှာ15မိနစ်အချိန်ပိုင်းကလေးပဲလျင်ဤမြအကျိုးကျေးဇူးများယင်တနေ့မှာ60မိနစ်တနာရီသာအချိန်ပေးနိုင်ပြီဆိုပါကမိမြအကျိုးရှိမင်ကိုတွေးလို့သာကြည့်ပါတော့ဘာသာရဲ့တခုပညာရဲ့တခုကိုတနေ့လျင်တနာရီမြမမှန်လစ်လာမယ်ဆိုရင် နှစ်အနည်းငယ်တွင်ပါရဂူမြောက်တက်ကျွန်းနိုင်ပြီမှာအထူးပြောစရာမလိုပါဘူးအတိတရားတတိတရားဖြင့်ကိုအားကိုကိုကြိုးကြိုးစားစားလောက်ကင် သွားနိုင်သူဟာ တာမန်အဆင့်မှာထူးချွန်အဆင့်တို့ရရှိမြင်မှာသိရှာပါတယ်။ဒါကြောင့်ပိတ်ဆံမရှိဘူးအခွင့်အလမ်းမရှိဘူးဆိုပြီးစိတ်တက်ကြမနေပါနဲ့အချိန်ပိုင်းကလေးတွေကိုအကျိုးရှိရှိအသုံးချတတ်သူအဖို့ပိတ်ဆံဆိုတာကျွေးကူရပါမလွဲ့မသွေရောက်လာမှာပါ။အမှန်တိုင်းပြောရရင်ကျွန်တော်အနေဖြင့်အချိန်ဖြုံးနေတဲ့ဆန်ကူမြေလေးတထင်းသာလူငယ်ထက်အချိန်ကိုတန်ဖိုးသိတဲ့စင်းရဲသားလူငယ်ကိုသာပို၍လေးစားပါတယ်ပို၍အားထားပါတယ်။ဘာကြောင့်လဲဆိုရင်စင်းရဲသားလူငယ်ရဲ့အနာဂတ်က တထဲသားလူငယ်ရဲ့အနာဂတ်ထက် ပို၍အာမခံချက်ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပြောလို့သာပြောရတာပါတကယ်တမ်းကျတော့လောကမှာအရှိန်မိုးဆိုတာဘာလဲအားလက်ရှင်ဆိုတာဘာလဲဆိုတာကို လေးလေးနက်နက်သိသူပင်တူတူရှားပါတယ်။ဒါပေမဲ့ဒီလိုလူစားမျိုးဟာအများအားဖြင့်အပေါင်းအသင်းနဲ့အဝိုင်းဖွဲ့ကဟေလာဝါလာ နေတတ်ကြပါတယ်။အတိတ်ပင်မရှိအကျိုးမရှိတဲ့ရောက်တဲ့ရရန်စကားတွေကိုပြောပြီးနားထောင်ပြီးအချိန်ဖြုံးနေတတ်ကြပါတယ်။ဒီလိုလူစားမျိုးကအဖို့တန်အားလက်ရှင်ကလေးတွေကို အချိန်နှင်းဖြုံးတီးပြီးမိမိဘဝတစ်ခုလုံးကိုဖျက်မှန်းမသိဖျက်ဆီးပြစ်နေရှိမှာအိဗရာဟင်လင်ကွမ်းလိုလူစားမျိုးကရသည်မအချိန်ပိုင်းကလေးကိုမလွတ်တမ်းရယူပြီးမိမိဘဝတလန်းကိုမနာမနေစ조사ရှာဖွေပါတယ်အချိန်ဖြုံးတဲ့အကျင့်ဟာမူးယစ်ဆေးဝါးလိုပဲဆွေးမြေ့တက်ပါတယ်ဆွေးမြေ့သွားရင်အပြင်းကြီးပြင်းသွားပြီးပြန်ပြင်းရန်အလွန်ခက်ခဲပါတယ်ဒါကြောင့်ကြီးပွားလို့ရင်အချိန်ကိုလေးစားပြီးကိုအားကိုကိုတလန်းရှာပါကိုအားကိုကို조사ရှင်အလေးအကျင့်ဟာ လူငယ်တယောက်ရဲ့ကိုယ်စွန်းကိုယ်စား၂ဆ၃ဆ၄ဆအထိအားဖြည့်တိုးပွားပေးနိုင်ပါတယ်။အမှန်ကတော့လူအများစုဟာပညာဘဟုတုတရဲ့တကောစွန်းအားကိုအပြည့်အဝမသိကြရှင်းပင်ဖြစ်ပါတယ်။ထိုစွန်းအားဟာတနစ်တာရဲ့15မိနစ်မိနစ်60အချိန်ပိုင်းကလေးထဲမှာတည်ရှိနေကြောင်းကိုမသိကြရှင်းပင်ဖြစ်ပါတယ်။တိုးတက်ကြီးပွားလိုတဲ့လူငယ်တွေကျွန်ုပ်ထံကိုမကြာခဏလာရောက်ပြီးတိုးတက်ကြီးပွားရဲ့အကြံဉာဏ်တွေတောင်းခံကြပါတယ်။ဤတွင်သူတို့အနေဖြင့် အရှင်ရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးဘလို့ခံယူရတယ်လေအချင်းဘိုးကိုဘလို့အသုံးချတယ်လေဆိုသည့်အချက်ကိုအဓိကအခြေခံပြီးသူတို့ရဲ့အနာဂတ်အလားအလာကိုကျွန်တော်ကောင်းစွာအကေခတ်၍ရပါတယ်အလွန်အမင်းစိတ်အားထက်သန်နေသူအချင်းဘိုးကိုအငမ်းမရတန်ဖိုးထားပြီးအကျိုးရှိရှိအသုံးချသူမှာအခြားသောအောင်မြင်ရေးအရေးရှင်းများလည်းရှိသည်ဟုကျွန်တော်တက်ပြောနိုင်ပါတယ်အပေကြောင့်ဆိုရင်အချင်းဆာလွန်မွတ်သိမ့်မှု အချိန်ကိုအကျိုးရှိရှိအသုံးချမှုအယီရှင်းဟာဘရောမသူတစ်ခုတွင်တိရှာရှိမနေသောကြောင့်ဖြစ်ပါတယ်။ထိုအယီရှင်းဟာအောင်မြင်မှုအယီရှင်းမိသားစုရဲ့မိသားစုဝင်အယီရှင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီအယီရှင်းများဟာအမြဲတမ်းပူးတွေးပေါင်းစုနေကြပါတယ်။အဲ့ဒီအယီရှင်းများကိုအချိန်တန်ဖို့မသိတဲ့လူပြင်းတွေထံမှမတွေ့ရပါဘူး။အရှင်ကိုလဲစားပြီးလစ်လာစီဘူးတက်တဲ့ကိုအားကိုကိုစ조사သူတွေထံမှသာတွေ့ရပါတယ်။အရှုပ်ဆိုရရင်အရှင်ဘိုးတွင်အလကားမနေပဲပညာရှာသူ ညတွေပိုင်းညပိုင်းအားလိုက်ချိန်မှာမိမိဘဝတိုးတက်ရေးအတွက်သီးသန့်အလုပ်တစ်ခုခုလုပ်သူသည်တာလျင်နောက်ဆုံးတစ်နေ့တွင်ကြီးပွားတိုးတက်ရေးအောင်ပန်းကိုဆွက်ခူးသူစင်စစ်ဖြစ်သည်ဟု၍ကျွန်ုပ်ဧကံမှုရှပြောရှင်ပါれငါဘဝငါသားသခင်ငါသားဘယင်းဆိုတဲ့စာအုပ်အပိုင်းနှစ်ကိုအဆုံးထိ နားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါれစာအုပ်ပြီးဆုံးတဲ့အထိဆက်လက်တင်ဆက်ပေးမှာမို့ The Book Reader YouTube Channel မှာတင်သမျှကိုဆက်လက်နားဆင်နိုင်ရန် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။